ငလတ်မဖြစ်ပါတယ်။ရှေးတယောအခါသူစင်းရဲ့လင်မယားနှစ်ယောက်တွင်တားကလေးတယောက်ဖွားမြင်လေ၏။တားကလေးမှာလက်မခမ်းမြတာရှိတော့ကြောင့်သူ့ကိုငလတ်မဟုမိဘများကအမည်မဲခေါ်ကြလေ၏။ငလတ်မကလေးကြီးအမိဝမ်းမှဖွားမြင်စဉ်ကတင်းငယ်လာတော့ကြာကျမ်းပေါကြားမှ ကျွံကြသွားရှာလေသည်တို့တော်လဲသူသည်ချက်ချင်းပင်အိမ်တိုင်းကိုဖက်ကပြန်တက်လာခဲ့လေ၏ မလမကလေးသည်စော့လဲအလွန်စော့သည် စားလဲအလွန်စားသည် ပထမ၌စံတလဲမဲချက်ကိုစား၏နောက်တလမှာစံတခွက်ချက်ကိုစား၏ထို့သို့တိုး၍တိုး၍စားလာရာကြာတော့သူစေးရဲလင်မယားမှာသူ့ကိုချက်ကျွေးရာစံမရှိနိုင်အောင် ဖြစ်ကြရသည်တညာ၌သူဤအမေက မောင်မင်းမင်းရဲ့သားဟာအစာကြီးတယ်ကွယ် ကိုမလည်းစင်းရဲလာတယ်သူကိုကြာရှည်မကြွေးနိုင်ဘူးဒါကြောင့်သူ့ကိုခေါ်ပြီးတော့တော့မှသွားပြစ်ချေပါဟုပြောလေဤတို့မိခင်ဖြစ်သူကပြောတဲ့ဖြစ်နောက်တနေ့မနက်နိုင်ဖခင်ဖြစ်သူသည်ငလမကိုတော့တို့ထင်းခွေသွားရန်ဟုဆိုကာချုံမော၍ခေါ်လာခဲ့လေဤသူတို့သည်တော့ထဲတို့ရောက်တော့အခါတပင်းကြီးတပင်းကိုခုတ်လဲရင်းသူ့အဖေက လူကလေးရဲ့တပေကြီးကကြီးလာတယ်။လေထွေးမှုခုန်နေတာမို့တော်တော်နဲ့ပြီးပါမဟုတ်ဘူး။ဟောဒီတပေအောင်မှာနေခဲ့အောင်နော်။ပြောဆိုပြီးလေအမက်တမက်ထွက်လာခဲ့လေ၏။မလမကလေးဒီမိုးချုပ်၍သူ့အဖေက ပြန်မခေါ်တော့အခါအိမ်သို့သူတယောက်တည်းပြန်လာခဲ့လေ၏။ဤကဲ့သို့သူ့ဘာသာတယောက်တည်းပြန်လာတော့အခါသူဤမိခင်နဲ့ဖခင်တို့သည် အံ့ဩနေကြလေ၏နောက်တနေ့မနက်တွင်လည်းသူ့အဖေသည် မလမကိုတောတို့ထင်းခွေသွားရန်ညာ၍ခေါ်လာခဲ့ပြန်လေ၏ဒီတစ်ချိန်၌လည်းငလမလေသည် သူ့အဖေကိုမျက်ခြေပြန်မခံမီညနေကြတော့အခါတာဖာနှစ်ယောက်တီထင်းစည်းကိုထမ်းကရွာသို့ပြန်လာကြလေ၏လမ်းတဝက်လောက်တွင်ကြားပေါ်သည့်နေရာသို့ရောက်၍သူ့အဖေသည် ကိုအစ်ကိုမိထားခဲ့ပြီးလင်း ဆက်လက်သွားနေရမှာလူကလေးငလမအဖေကိုအင်မိနေခဲ့တယ်ပြန်ယူချေကွယ်ခိုင်းလိဤငလမလေးလဲကိုင်းအစ်သွားယူနေစဉ်သူ့အဖေဒီအိမ်တို့ပြန်ပြေးခဲ့လိဤတို့တော်လဲညနေချမ်းတို့ရောက်၍သူ့အဖေနဲ့အမေတို့ညစာစားနေခိုက်ငလမလေးဒီကြာကြီးတကောင်ကိုနှွေကျိုးဖြစ်ချီဆွဲပြီးလင်ပြန်ရောက်လာပြန်လိဤငလမဤအမေဒီ ကြားကြီးကိုမြင်သောအခါအလွန်ကြောက်နေလေ၏မလမကမူကားအိမ်ဝမရက်ပြီးလေအဖေတို့မေတို့ခမတော့ကြောင်ကြီးတကောင်ဖမ်းခဲ့တယ်အိမ်မှာမွေးထားရအောင်မပြောလိုက်လေ၏ထို့အခါသူ့အဖေက အမလေးဟဲ့မလမကြားကြီးပါလားကြားဆိုတာတော်တတော်ဖြစ်တယ်လူသားစားတတ်တယ်လူတွေနေတဲ့မြို့အရက်မှာမထားကောင်းဘူးတော်ကို ပြန်ပို့လိုက်ပါတော့ကွာပြောသည်ဖြင့်ငလမသည်ကြာကြီးကိုတောဆက်တို့ဆွဲသွားကပြန်လွတ်လိုက်လေ၏ညအချိန်ခါကြာတော့အခါငလမအမေက မောင်မင်းမင်းသားကို နောက်တစ်ခါအိမ်ပြန်မလာနိုင်အောင် မြစ်ထဲကိုလေနဲ့ခေါ်ရပြီးရေထဲပစ်ချခဲ့ရင် ကောင်းမှာပဲမနေ့ပြန်မခေါ်ရပါ တီတိုပြောနေတဲ့ကိုငလမကြားရပြန်လေ၏နောက်တနေ့မနေ့ရေတက်ချိန်တွင် အဖေသည် မလက်မကလေးကိုညာခေါ်ခဲ့ပြီးလင်မြစ်ထဲမှာလေသစင်းနဲ့လော်ခဲ့ကြလေ၏မြစ်လေတို့ရောက်တော့အခါသူ့အဖေကဖလားကိုရေစီးထဲမှာမျောချလိုက်ပြီးလင်လူကလေးငလက်မဖလားရေထဲကျပါလို့ကောက်ချေပေါင်းကွယ်ခိုင်းလိုက်လေ၏ငလက်မလေးကရေထဲမှာကူးပြီးဖလားကိုဆဲနေစဉ်သူ့အဖေသည် လေကို ခတ်တုတ်တုတ်လော်ကပြန်ပြေးလာခဲ့လေ၏ငလက်မကလေးသည် ဖလားကိုဖလားကိုဆယ်နေစဉ်သူ့အဖေသည် လေကို ခတ်တုတ်တုတ်လောကပြန်ပြေးလာခဲ့လေ၏ငလမကလေးသည်မိချောင်းကြီးတကောင်သည်ရေလဲမှာဘွားကနေပေါ်လာလေ၏ထိုအခါငလမသည်မိချောင်းကိုခေါ်၍ဟဲ့မိချောင်းကြီးငါ့ကိုကြောမှတင်ပြီးကဲရောက်အောင်ပို့စမ်းပြောကကန်းတို့အပုတ်ခိုင်းလေ၏ကန်းတို့ရောက်တော့အခါငလမကမိချောင်းကြီး နောက်တစ်ခါငါခေါ်ရင် လာရမယ်နော်မှားထားခဲ့လေဤနောက်တနေ့မနက်တွင်မြို့တွင်း၌ဗရင်အမိန်တော်ဖြစ် မောင်းလေ၍ခတ်တန်းကြားကြရလေဤမောင်းတန်နှင့်အတူတိုက်သူပြည်သားလူအများတို့လေမြစ်ထဲမှာမိကြောင်ကြီးတကောင်တောင်းကျမ်းနေ၍လက်ရဖမ်းပေးနိုင်သူကိုယောက်ျားဖြစ်ကအိမ်ရှိအရာကိုချီးမြှင့်တော်မူမီ မိမဖြစ်ကတောင်ညာဆန်အရာချီးမြှင့်တော်မူမီဘရင်အမိန်တော်ကြာရလေရာ ငလက်မလေးဒီဒိုးလိမ့်နိုင်ကစားနေရမှ ပြို့မောင်းဆရာကြီးမိเจ้าကိုကျွန်တော်ဖမ်းမေးနိုင်ပါတယ်ဘရင်ရွှေနာတော်ကြားအောင်သာရှောက်ထားလိုက်ပါအော်၍ပြောလိုက်လေဤမောင်နှမများကငယ်လွန်းသောငလက်မလေးကိုကြည့်ပြီးလင်မိเจ้าဖမ်းတယ်ဆိုတာ လွယ်လာမဟုတ်ပါဘူးကွအတာနေစမ်းပါပြန်၍ပြောဆိုကြလေ၏ထိုအခါငလမလေးကကျွန်တော်ကလေးပင်မဲ့ဖမ်းနိုင်ပါရဲ့ဗျာရှောက်မာတာရှောက်ထားကြပါပြောသည်ဖြင့်မောင်တမားတို့လည်းလှဲ့၍ပြန်သွားကြလေ၏နောက်တနေ့မနက်တွင်ငလမမိချောင်ဖမ်းမဲ့တရင်ကိုတိုင်းသူပြည်သားတို့စုယုံ၍ကြည်ကြဒီမှာမြစ်ကံမြွတ်မတက်ပင် ဖြစ်တော်သည် ငလမလေးရောက်လာတော့အခါကန်းစမနေ၍မိချောင်းကြီးကိုတလိုက်ရာမိချောင်းကြီး ရောက်လာလေ၏ထို့အခါငလမကကဲမိချောင်းကြီးငါ့ကိုကြောပိုးပြီးနန်းတော်အရောက်ပို့စမ်းဆို၍နန်းတော်တို့ ဝင်ခဲ့လေ၏ထို့ကြောင့်ရှင်ဘရင်ကြီးသည်အစွမ်းတက်သည့်ရှိသောငလမအားထားရှိခဲ့တဲ့ဂတိအတိုင်းအင်ရှိဆန်အရာကိုချီးမြှင့်လိုက်လေတော်သည် ထို့နောက် မိကြောင်ကြီးကိုဘရင်အမိတ်ဖြစ်တက်မြီပြုသောအခါမလမကတောင်းယူခဲ့ပြီးလင် မြစ်စိတ်တို့ယူဆောင်သွားက ကဲမိကြောင်ကြီးတင်တို့မိကြောင်ဆိုတာမျိုးဟာခေါင်းတုံးတောင်ပြည့်ရင်ညချောင်းကျင်းချောင်းမှာမနေအပ်ဘူးပင်လယ်မှာမှနေအပ်တယ်ဒါကြောင့်ပင်လယ်ကိုသာတွားပြီးတော့ဆိုကမြစ်ထဲတို့ပြန်လွတ်လိုက်လေဤငလမသည်မိကြောင်ကြီးကို ပင်လယ်၌လွတ်ခဲ့ပြီးနောက်ထီနန်းထဲတွင် ဘယင်မလုတ်လို့သေးတော့ကြသူဤမွေးမိခင်နဲ့ဖခင်တို့ကိုအိမ်ဖြူပဒင်းရွှေချနဲ့ချမ်းသာစွာ ထားခဲ့ပြီးလင်ပလွေတူတချောင်းကိုယူကာခยีထွက်ခဲ့လေ၏ထို့သို့ခยีမထွက်မီငလမသည်စေးမြစ်ကလေးတစ်မြစ်ကို သူဤမိခင်နဲ့ဖခင်တို့အားပေးအပ်ပြီးလင်မိခင်နဲ့ဖခင်တို့ကျွန်တော်ယခုခยีထွက်မီများညီမြကြမီမသိ နောင်နှစ်ပေါင်းများစွာကြာရှိမှကျွန်တော်ပြန်ရောက်နိုင်လိမ့်မည်ထင်သည် ထို့အခါ၌ကျွန်တော်ကို မိခင်ဖခင်တို့မမတ်မိကြမည်ဆို၍အခုဆေးမြစ်ကလေးကိုပေးခဲ့ပါသည် ကျွန်တော်ပြန်လာတော့အခါဤဆေးမြစ်ကို ကြောက်ပြင်မှသွေးပြီးမျက်လုံးမှကွင်းမိကြည့်ပါကမမီတိရှိပါလိမ့်မည်မှာထားခဲ့လေ၏ထို့နောက်ငလမလေးသည် ပလွေကလေးတကြွကြွနှင့်ခရီးထွက်ခဲ့ရာတောအထက်ထက် တောင်အထက်ထက်ကိုကြော်ဖြတ်ခဲ့ပြီးလင်တောအုပ်ကြီးတစ်ခုအနီးမှထိုင်ကပလွေမုံရင်းနားနေလေ၏ထိုအခိုက်တောထဲမှဝါယုံတရားကိုနှုတ်ကလက်မှဆွဲ၍ထွက်လာသောလူစွမ်းကောင်ဝါယုံတရားဆွဲဆိုသူသည်မိမိလျှောက်လာသောလက်မှထိုင်ကပလွေမုံနေသောငလက်မှကို မြင်တော့အခါဟေးရှေးကလူဒီမှာငါလာနေရမမြင်ဘူးလားစိတ်ဆိုးမှန်ဆိုဖြစ် ပြောပြီးလင်ငလမလေးကိုကင်ပေါက်ရန်ပြေးလာတော့အခါငလမကဝါယုံတရာဆွဲကိုအသင့်စည်း၍ကင်ပေါက်လိုက်သဖြင့်ထိုသူနှင့်ဝါယုံတရာတို့မှလမ်းဘေးတွင်လဲကျသွားလေ၏ထို့ကြောင့်ဝါယုံတရာဆွဲသည်တတိနှင့် အင်အားကောင်းလာသောငလမကိုယုံကြည်လာပြီးလင်တပည့်ခံကတဘာတဲ့လိုက်လာခဲ့လေ၏ဤတို့ သူတို့နှစ်ယောက်ခရီးထွက်လာခဲ့ကြရာ တောကြီးတောတွင်လဲတရာကိုဆွဲလျက်ထွက်လာသောလဲတရာဆွဲဆိုသူလူစွမ်းကောင်းနှင့်တွေ့ဆုံကြလေ၏မလမသည်လမ်းလေတွင်ထိုင်ကားပလွေမုံနေစဉ်ထိုလဲတရာဆွဲဆိုသူကဟေ့လမ်းမောအလူဒီမှာလူလာနေရမမြင်ဘူးလားဖယ်ပေးပါလေဟုပြောလိုက်ဒီကိုငလမကမကြားချင်အောင်ဆောင်၍ပလွေကိုမှုန့်မြဲတာမှုန့်နေလေ၏ထို့ကြောင့် လဲတရာဆွဲလဲစိတ်ဆိုးပြီးလင်ငလမကိုကင်ပေါ့မီပြူတော့အခါငလမသည်လဲတရာဆွဲကိုရုတ်တရက်လက်ဥအောင်ဖမ်း၍ကင်ပေါ့လိုက်သည်ဖြင့်ထိုသူသည်လဲတရာနှင့်အတူလမ်းဘေး၌လဲကြရလိမ့်၏ထိုအခါလဲတရာဆွဲသည်ငလမ၏တတိနှင့်အင်အားကိုကြည်ပြီးလင်အံ့ဩယုံကြည်စွာဖြင့်တပည့်ခံပြန်လေတော်သည် လမတို့၃ယောက်တီခยีဆက်ခဲ့ကြပြန်ရာညနေချမ်းတွင်တောနဲ့ထဲမှတားငက်တရိတ်ဆန်များကိုဖမ်းဆီးကာထွက်လာတော့မုတ်ဆိုးကြီးတယောက်နှင့်တွေ့ကြရပြန်လေ၏ထိုမုတ်ဆိုးကြီးသည်လည်းငလမဤတတိနှင့်အင်အားကိုတီးရှိ၍ဝါယုံတရာဆွဲနှင့်လဲတရာဆွဲတို့ကဲ့သို့ပင် တပည့်ခံလိုက်ပြန်လေ၏သူတို့၃ယောက်တီမုတ်ဆိုးကြီးပြစ်ခတ်၍ရလာတော့ အမေသားများကိုဖုတ်ကင်၍စားရန်မိဖုံမီပြုကြလေ၏ထိုအခါမိမွေးရန်မိစားမရှိသဖြင့်တောနှက်ထဲ၌လမ်း၍ကြည့်လိုက်ကြရာ ဝေးသောအရက်၌မိကလေးတလက်လက်ကို တွေ့မြင်ကြရလေ၏ထိုအခါငလမကမီးရောင်ရှိရာသို့ညွန်ပြပြီးနောက်ကဲဟောဟိုမှာမီးရောင်ကလေးလက်နေတာတော့တွေ့ရပြီမင်းတို့ထဲကဝါရုံတရာဆွဲကမီးတွားတောင်းချေခိုင်းစီလိုက်လေ၏ ဝါယုံတရားဆွဲသည်ငလမစီခိုင်းသည့်အတိုင်းမိကလေးတလက်လက်ရှိရာသို့ထွက်ခဲ့ရာမိယောင်သည်မြေပြင်မှာမဟုတ်ပဲတပင်ကြီးတပင်ပေါ်ရှိတဲကလေးတဲမှာဖြစ်နေသည်ကိုတွေ့မြင်ရလေ၏ထို့ကြောင့်ဝါယုံတရားဆွဲသည်တဲရှိရာသို့ မော်ကြည့်ပြီးလင်တဲရှင်တို့ခမညာမိကလေးတတော်လောက်ပေးပါတောင်းလိုက်လေ၏ထိုအခါတဲပေါ်မှာ အတန်တန်ကအ မီးလိုသေးတဲ့ဘောကိုတက်ခဲပါမောင်ရင်အမေကြီးမှတယောက်ထဲနေရတာပါမျက်စိလည်းမမြင်ရပါဘူးပြန်ပြောလေဤထိုတို့ပြောနေတန်းကိုကြားရ၍ဝါယုံတရားဆွဲသည်မီးယူရန်တဲဘော်တို့တက်သွားသောအခါတဲသွင်းမှရှိသောဘလူးမကြီးသည်ဝါယုံတရားဆွဲကိုဖမ်းပြီးလင်ကျိုးဖြစ်တုတ်ချီထားလိုက်လေဤ အချိန်တန်၍ဝါယုံတရားဆွဲပြန်မလာတော့အခါငလမဒီနောက်ထပ်လဲတရားဆွဲကိုဆေလွတ်လိုက်ပြန်လေ၏လဲတရားဆွဲသည်တဲကလေးစီတို့ ရောက်တော့အခါမော်ကြည့်ပြီးလင်တဲရှင်တို့ခမမိကလေးတတော်လာပေးပါတောင်းလိုက်လေ၏ထိုအခါတဲပေါ်မှအတန်တတန်ကမိလိုချင်ရင်တဲပေါ်ကိုတက်ခဲ့ပါမောင်ရင် အမေကြီးမတယောက်ထဲနေရတာပါမျက်စိလည်းမမြင်ရပါဘူးပြန်ပြောလေဤလဲတရားဆွဲလဲတကယ်ပင်ထမှတ်ပြီးလင်တဲပေါ်သို့တက်သွားရာတဲသွင်းမှရှိသောဘလူးမကြီးကလဲတရားဆွဲကိုဖမ်းပြီးလင်ကျိုးဖြစ်တုတ်ကဝတ်ထားလိုက်လေဤအချိန်တန်၍လဲတရားဆွဲပြန်မလာတော့အခါငလမတီး မှုတ်ဆိုးကြီးကိုနောက်ထပ်ဆေးလွတ်ပြန်လေ၏မှုတ်ဆိုးကြီးမှလည်းအရင်လူနှစ်ယောက်ကဲ့သို့ဘလူးမကြီး၏ဖန်စီထားခြင်းကိုခံရပြန်လေ၏မလမဒီတပည့်သုံးယောက်စလုံးပြန်မလာတော့အခါသူကိုယ်တိုင်တက်လာခဲ့လေ၏မလမဒီတဲပေါ်၌ရန်သူတစုံတစ်ယောက်ရှိနေပြီဟုစဉ်းစားမိ၍တတိနှစ်သက်သွားရာတဲရှင်တို့ခမည်းမိကလေးတို့လောက်ပေးပါတောင်းလိုက်လေ၏ တဲပေါ်မှာအတန်ကလည်းခါတိုင်းကဲတို့ပင်မိလိုချွေရဲ့အပေါ်တို့တက်ခဲ့ပါမောင်ရင်အမေကြီးမှတယောက်ထဲနေရတာပါ မျက်စိလည်းမမြင်ရပါဘူးကွယ်ပြန်ပြောလေဤထို့ကြောင့်ငလမလည်းတဲကလေးပေါ်သို့တက်သွားရာအတင်းဆောင်နေသောဘလူးမကြီးသည်ငလမဤသဘင်ကိုလမ်းဆွဲကဖမ်းမိပြုလေ၏ထိုအခါငလမက လင်းမြန်စွာဘလူးမကြီးဤဇက်ကိုလက်တစ်ဖက်ထဲနှင့်ချုပ်ကင်လိုက်ပြီးလင်းရဲဝင်းစွာဖြင့်ဟဲ့ဘလူးမကြီးတင်ဝတ်ထားတော့ငါတပည့်များကိုအခုအမြန်ပေးပါ မပေးရင်တစ်အတက်ကိုတေဖို့တာပြင်မီတော့ကျိန်မောင်းလေဤထိုအခါဘလူးမကြီးကြီးတဲသွင်းမှာဝတ်ထားသောဝါယုံတရာဆွဲလဲတရာဆွဲနှင့်မှုတ်ဆိုးကြီးတို့ကို ထုတ်၍အဲ့ရလေတော့သည်ဘလူးမကြီးလည်း အသက်ဘေးမှချမ်းသာရာရသဖြင့်သူ့မှာရှိသောဆေးမြစ်တစ်ချောင်းကိုငလမအားလက်ဆောင်ပေးကာကတော်လိုက်လေ၏ထို့နောက်ငလမနှင့်တပည့်၃ယောက်တို့သည် ခရီးဆက်ကြပြန်ရာတိုင်းပြည်တပီတို့ ရောက်ကြလေ၏ထိုတိုင်းပြည်တွင်ဘလူးမင်းမူနေရာပြည့်ရှင်မင်းကြီးကတနေ့လင်းလူတယောက်ကြမဲလိတ်ချပြီးလင်ဘလူးစာကျွေးနေရလေ၏ထိုနေ့မှလည်းပြည့်ရှင်မင်းကြီး၏ တမီတော်ကလေးမဲလိုက်ကြနေတဖြစ်မင်းသမီးကလေးမှာဘလူးစာကျွေးခြင်းကို ခံရရှာချေတော်မူမလမတီထိုတည်င်းကိုကြာတီရ၍မြို့ပြင်ရှိတုတ်တန်၌ဘလူးနှစ်တွေ့ရန်တယောက်ထဲစောင့်ဆိုင်နေလေ၏ဘလူးကြီးမှာတူတွက်ချထားသောအစာကိုညတကောင်အချိန်ကြာမှစားတောက်လေးရှိသည်ညနေဆောင်တွင်တိုင်းတူပီသားတို့သည် အချိုးပွဲအချင်းပွဲများနှင့်အတူ တမီးတော်ကလေးကိုဘလူးစာကျွေးရန်တုတ်တန်တို့ခေါ်ဆောင်လာခဲ့ကြရာစောင့်နေသောငလမကတွေ့မြင်ရလေ၏လူများပြန်သွားကြပြီးနောက်မင်းသမီးကလေးသည် ကြောက်ရှာလွန်၍တယောက်ထဲငိုနေရာငလမကမတိဟန်ဆောင်၍အချိန်မတော်ကြီးမှတယောက်ထဲလာပြီးငိုနေတာဘာကြောင့်များလဲကွယ်မေးလိုက်လေ၏သမီးတော်ကလေးကလည်း ကျမတို့ဒီမှာဘလူးစာကျွေးဖို့လာချတော့ကြတာပါကျမတခြားသူမဟုတ်ပါဘူးဘယင်းသမီးတော်လေးပါကဲမဲလူမရှိလို့ကြောက်လို့နာနဲ့ငူနေတာပါပြန်ပြောလေဤထိုအခါငလက်မကမကြောက်ပါနဲ့ခမညာဘလူးရံကိုကြုံနေနေမလို့လာဆောက်နေတာတူလာမဲ့အချိန်ကိုယ်တာပြောပြထားပါ ဆိုပြီးပြောလေရာမင်းသမီးကလေးကလည်းဘလူးကြီးဟာဘလူးကြီးဟာညတကောက်ကြရင်လာပါလိမ့်မယ်ပြန်ပြောထားလိုက်လေဤညတကောက်တို့ရောက်တော့အခါဘလူးကြီးကြီးငလမတို့ရှိရာတုတ်တန်စရက်ပေါ်တို့တက်လာခဲ့လေဤထိုအခါငလမတီတူယူဆောင်လာခဲ့သောစေးမြစ်ကလေးနှင့်တွေ့လိုက်ရာဘလူးကြီးကြီးတမင်ကလေးဖြစ်ကတောထဲတို့ဝင်ပြေးသွားလေတော်သည်ကဲ တွေ့ပြီလားခမညာနောက်ကိုဘတော်မှဘလူးရဲမရှိနိုင်တော့ပါဘူးတိုင်းပြည်မှာလည်းအေးချမ်းတရားတော့မှာပါဗျာဆိုပြီးလေမိုးလေးရံကိုစောင့်ဆိုင်နေကြလေဤနနက်မိုးလင်းသောအခါတုတ်တန်တွင်ဘရင်တမီတော်လေးဤအယိုးများကို ကောက်ရန်တိုင်းတူပြည်သားတို့ရောက်လာကြရာ လူရိုးများကို မတွေ့ရဘဲအတင်းဆောင်နေသော ငလက်မလေးနှင့်မင်းသမီးလေးကို တွေ့ကြရသဖြင့်နန်းတော်သို့ပြန်လာ၍ ဘရင်ရွှေနာတော်ကြားရှောက်ထားကြလေ၏ပြည့်ရှင်မင်းကြီးနှင့်မိဖျားကြီးတို့လည်းသမီးတော်လေးကိုအသက်မတည်ဘဲပြန်တွေ့ရသဖြင့်ဝမ်းသာပျော်ရွှင်စွာဖြင့်ငလမနှင့်ထိန်ညာပေးပြီးလင်တိုင်းကြီးကိုလည်းအနှင်းလိုက်ကြလေ၏သို့သောငလမသည် ထိုတိုင်းပြည်၌မနေနိုင်သေးဘဲကြံရှိခဲ့သော သူ၏မိခင်နှင့်ဖခင်တို့ထံသို့သူ၏တပည့်များကိုခေါ်ကာပြန်လာခဲ့ကြလေ၏ငလမဤ မိခင်နဲ့ဖခင်တို့သည်ငလတ်မကိုပြန်၍တွေ့ရတော်လဲသူဤသားဖြစ်မှန်းမသိနိုင်ကြပေ။အเจ้าမူကားငလတ်မကလေးသူတို့ထံမှ ထွက်လာခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာမြင့်မီဖြစ်၍ငလတ်မမှာရုပ်ရည်ပြောင်းကကြီးရင်၍နေလီတော်ကြောင့်ဖြစ်လေသည်။ထို့တို့မိဘများက သူ့ကိုမမတ်မိတော်အခါငလတ်မကသူပေးထားခဲ့သောစေးမြစ်ကလေးကို တွေး၍ကြည်စေတော်မှာ သူတို့ဤတားကလေးငလမကိုမှမိကြလီတော်ဒီထုံနောက်နိုင်မူကားငလမမှာအရွယ်နဲ့မလိုက်အောင် အစွမ်းတတိရှိသူဖြစ်၍နှစ်ပြီထောင်ကို အုပ်ဆိုးရသောဘယင်တပါဖြစ်လာရလေတော်ဒီ